ကဲဒီဘဝမှာဘယ်စိတ်ကစတော့ဆိုပရိသေစိတ်ကစလူသားတွေအတွက်နဲ့ပရိသေစိတ်ဆိုတာဘာစိတ်လဲလို့ဆိုအကျိုးစိတ်ဝိပက်စိတ်လို့ခေါ်တယ်ဝိပက်ဆိုတာဝိဆိုတာမတူထူးခြားတဲ့ကုသိုလ်အကုသိုလ်တို့ရဲ့ပါကအကျိုးလို့ဒီလိုပြောတာဝိသဘာဝလက္ခဏာချင်း क्वे ပြားခြားနာတဲ့သဘာဝချင်းမတူတဲ့ကုသိုလ်အကုသိုလ်တွေရဲ့ပါကအကျိုးတရား အဲ့ဒါကိုဘာသာမပြန်မဲနဲ့ဝိပဿိတ်လို့ပြောလိုက်တယ်။လူတွေရဲ့တဏ္ဍာမှာအဲ့ဒီအကျိုးပေါ်နေတဲ့စိတ်တွေရှိတယ်တဲ့။အကျိုးဆိုတာဘုသူ့ရဲ့အကျိုးတုံးဆို အတိတ်ဘဝကကံတစ်ခုရဲ့အကျိုး။ကံပေါင်းမြောက်များစွာရှိတဲ့ထဲကကံတစ်ခုခုရဲ့အကျိုး။အဲ့ဒီအကျိုးအနေနဲ့ဒီဘဝမှာပထမဆုံးပေါ်လာတဲ့စိတ်လေးကိုပရိသေရိစိတ်လို့ခေါ်တယ်။ကဲလူသားတွေရဲ့ပရိသေရိစိတ်ဟာ အကျဉ်းအားဖြင့်နှမျိုးပြောရအောင်အတိညာဏ်ပါတဲ့ပရိသေစိတ်နဲ့အတိညာဏ်မပါတဲ့ပရိသေစိတ်လို့ဒီလိုနှမျိုးခွဲလို့ရတယ်။စာပေလို့ပြောရင်ညာဏတံပယုတ်ညာဏဝိပယုတ်ပေါ့နော်။မှန်ပါလား။ညာဏတံပယုတ်ဆိုတာအတိညာဏ်ပါတဲ့ပရိသေစိတ်။ညာဏဝိပယုတ်ဆိုတာအတိညာဏ်မပါတဲ့ပရိသေစိတ်။အဲ့ဒါကိုအဘိဓမ္မာတသင်္ကလေးလာတဲ့လူတွေနဲ့ပြောမယ်ဆိုရင်မဟာဝိပဿိတ်၈ခုပေါ့ အတိညာပါတဲ့ပရိသေစိတ်ကအတိညာပါတဲ့ဝိပစိတ်က၄ခုအတိညာမပါတာက၄ခုပေါင်းလိုက်တော့၈ခုဖြစ်တယ်မှန်ပါပါအဲ့တော့လူသားတယောက်တမန်အခြေခံတဲ့လူသားတယောက်အကြံဉာဏ်အပြင်ပြောမယ်ဆိုရင် မာဝိပစိတ်၈ခုတည်းကတစ်ခုခုနဲ့ပရိသေနေလာကြတယ်လို့ပြောရအောင်